စစ်ကော်မရှင်ရဲ့အခြေခံရင်းညွှန်းစဘာစီကတောင်သူတွေအတွက်အားကိုးလောက်တဲ့ဈေးဖြစ်မလာပဲအရှုံးပေါ်တဲ့ဈေးသာ ဖြစ်လာတယ်လို့တောင်သူတွေကပြောပါတယ်။ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်။စစ်ကော်မရှင်က2025မိုးစဘာနဲ့2026နူးစဘာအတွက်အခြေခံရင်းညွှန်းစဘာစီကိုစဘာအချောက်အတန်းတည်င်း46ကိုက်စဘာတင်းတရာကို73,500ဈေးထုတ်ပြန်လိုက်ပြီး ဒီဈေးရတောင်တူတွေအတွက်စပါဆက်လက်စိုက်ပျိုးဖို့ရိုင်းနှင်းလာတဲ့အခြေအနေကိုပိုပြီးပြိုလဲလာစေမှာဖြစ်ပါတယ်။လက်တလောစပါရိတ်ချိန်မှာမုံအဆက်မပြတ်ရွာသွန်းနေတဲ့ရန်ကုန်ဘကူအီယော်ဒီယာလက်သမားတွေဟာစပါမပြတ်ဖို့ရင်တမမနဲ့ဆုံးချနေကြရပါတယ်။မရဘူး။မရဘူးဆိုတာဒီအခုဒါမိုးတပါကိုလူကတို့လူတပါပြန်ဆက်ဖို့လက်သမားအားခဲတဲ့ခါကျတော့ဒီဈေးနဲ့ကြစိုက်ဖို့ဆင်းလာပါကြီး။မဆိုင်နိုင်ကြတော့ဘူးပေါ့။သူကလူဖက်ကြတော့ဒီကောက်ဆက်သိန်းလောက်ဖုန်း။ဘုရားသခင်က လူစပါးဆိုင်ဖို့ကြောဒီကောက်70000လောက်ပုံတယ်70000လောက်ကုန်တဲ့ခါကျတော့အခုဒီမိုးတပားကိုသူတို့မိခိုးပြီးဒီစစ်တက်မှတ်လိုက်ပြီဆိုရင်လူစိုက်မဲ့လူနေရောမှာပေါ့။သူကအခုဘာခံတာလဲဆိုတော့ကောင်းကြီးက30တိတ်30 30တိတ်လောက်ရောင်းရတယ်နိ။အခုလေသမားကကောင်းကြီးပါလေလေသမားကျတော့မြတ်သွားပြီ။ကောင်းကြီးပါလေလေသမားကျတော့သူအမြအမြနဲ့နဲ့ရှိသွားပြီ။ကောင်းကြီးမပါလေအကျန်သမားကျတော့သူကအဆုံးဘက်ကိုသွားနေ။ PKRE 2025မိုးစပါးရသည့်အစမှာစပါးအဟောင်းစည်းကွက်တွေကအစာကျဆင်းနေတယ်လို့ ိန္ဒိယနိုင်ငံကစံတန်ချိန်24တန်းကိုထုတ်ရောင်းလာတဲ့အတွက်ကမ္ဘာစံစည်းရာတန်ကိုဒေါ်လာ100ကျော်ချဆင်းခဲ့ပါတယ်။ဒီအခြေအနေကမြန်မာစံ exporter စံတင်ပို့ရောင်းချဖို့အခက်အခဲတွေဖြစ်လာပြီးစဘာမပေါ်ခင်ကတည်းကစံစဘာကုန်တဲ့အချင်းချင်းစဘာပုံချိန်ဝယ်ယူရေးမှာတတိထားဖို့တတိပေးပြောဆိုတာတွေရှိခဲ့ပါတယ်။စပါးစီစတိုက်ချဆင်းလာတဲ့အပြင်လုတ္တာရှပါတာဒွိအားစုဈေးမြင့်တာတွေကြောင့် တောင်တူတွေဟာစပါအရင်တွင်းနဲ့အထွန်းလုံးတိုးအောင်စနစ်တကျမစိုက်ပျိုးနိုင်တော့တဲ့အတွက်အထွန်းလုံးတွေကျဆင်းလာတယ်လို့တွင်အားစုကုန်ကြစည်းကရှော့ချပေမဲ့အသက်ဈေးမှာပဲရှိနေလို့ရောကြလာတာမရှိခဲ့ပါဘူး။ဒါကြောင့်မိုးစပါတဲ့အေကကိုစစ်ကော်မရှင်ကမန်တိုင်အထွန်းလုံးတင်းတရာတတ်မှတ်ထားပေမဲ့ပြင်းပြတင်း90လောက်သာချွတ်လာပါတော့တယ်။စပါတင်းတရာကုန်ကြစည်းကအနည်းဆုံး72တိန်းလောက်ဖြစ်လာပေမဲ့ပြီးခဲ့တဲ့2025ဧပြီလအတွင်းအချောက်ကျဲစိုက်ပျိုးချတဲ့စပါရီ စက်တင်ဘာလပေါ်ချိန်မှာစဘာတင်းတရားကိုတက်ရှစ်တင်းခွဲကိုတင်းတာပေါ့စီရှိလို့ပြီးခဲ့တဲ့နှစ်ကထုတ်ပြန်ခဲ့တယ်။အခြေခံရင်းညွှန်းစဘာစီဖြစ်တဲ့ကြက်ကိုတင်းခွဲအောင်ကြဆင်ခဲ့တာဖြစ်ပါတယ်။လက်တော်စစ်ကော်မရှင်က2025မူစဘာနဲ့2026မူစဘာရသည့်အတွက်ထုတ်ပြန်လိုက်တဲ့အခြေခံရင်းညွှန်းစဘာစီကလည်းမိုးရင်ထဲမှာအဆူရေးရမယ်လေသမားတွေအတွက်စဘာအချောက်အတန်စီတတ်မှတ်ထားတဲ့ရင်းညွှန်းစီအောက်ကြဆင်လာမှာဖြစ်တယ်လို့ ဝယ်သူရှားတဲ့အခြေအနေနဲ့လည်းရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ဒီအခြေအနေဟာရာသီဥတုကြောင့်စပါအချွတ်နှုံကောင်းမှုနဲ့လာမယ့်နှွေစပါစိုက်ပျိုးချိုးလုံးမှုကိုကြီးခိုက်လာစေမှာဖြစ်တယ်လို့တောင်သူတယောက်ကသုံးသပ်ပါတယ်။အဲ့တော့မြေစီပညာကြည့်ပြီးတော့ဒေသရှယ်ဆိုင်တာဒေသရှယ်ကုန်တာပေါ့ဒေသရှယ်မွဲတာပေါ့လူလူ။အဲ့လိုအများစုဟာဒီပုံစံဖြစ်တဲ့အခါကျတော့ဘယ်သူမှဒီလေစပါထွက်ဖို့ကိစ္စကိုအားထုတ်မှန်တဲ့လုံလောက်ဆက်ပြီးတော့လုပ်တော့မှာတော့ဝိတ္တိတန်ကြီးပေါ်ရကြည့်လဲမကြလဲဒီမဲ့မရလဲအရင်ပဲဆိုတော့ အထိခိုက်နေတဲ့နှုံးလောက်ပဲဝိဇ္ဇတန်ကြီးရဲ့ဝိဇ္ဇတန်ကြီးဆက်လင်းမောင်းမြလေးချင်းပြီးတော့ငွေရအချောက်ချင်းအဲ့တော့လေဒီတစ်ခါဘလို့ဆိုမယ်အဲ့လိုဆိုဒီလိုအခြေအနေတွေကြောင့်စိုက်အီက15တန်းအထိလုတ်ကင်နေတဲ့မိုးစပါလုပ်ငန်းဟာစနစ်တကျပြူထောင်ကောက်ဆက်ရာကနေအစိုးကျဲပတ်စိုက်ပျိုးတဲ့စနစ်ကိုကျဆင်းခဲ့တယ်လို့အခုအခါမှာတော့ပိုဆိုးလာတဲ့အချောက်ကျဲပတ်စိုက်ပျိုးပြီးကုန်ကျစရိတ်ကိုအစင်စင်လျှော့ချလာရင်ပေါင်းပင်တွေကြားစပါးရှာရခက်တဲ့အခြေအနေကိုရောက်ရှိလာပြီဖြစ်ပါတယ်။ ဒါအပြင်စက်အီးကနှစ်တန်းရှိပြီးစက်အီးအတွေ့ကောင်းမွန်လို့အားထားဆက်ပြိုးရတဲ့ຫນွေစပါးဆက်ပြိုးရေးလုပ်ငန်းကလည်းစစ်ကော်မရှင်ကစက်အီးကတန်းအထီးတုံးမြင့်ဖို့ညီမှန်းချပေမဲ့အကျိုးအမြတ်ရစပါးဆက်ပြိုးဖို့ခက်ခဲလာတဲ့အတွက်မူလစက်အီးကကိုပြည်မြင်အောင်ဆက်ပြိုးနိုင်ဖို့ပုံပြီးခက်ခဲလာမှာဖြစ်ပါတယ်စစ်ကော်မရှင်က စပါးဆက်ပြိုးရတဲ့ကြားရီမှာလဲရီကိုမလက်ချဖို့ဆိုင်းပုတ်တွေထောင်လာကြတာကတောင်သူတွေစပါးဆိုင်ဖို့ခက်ခဲလာတဲ့အခြေအနေပေါ်မှာ မဆိုင်မပြိုးပဲလက်မနာရဲတဲ့အခြေအနေတွေဖြစ်လာပါတယ်။တောင်တူတွေမှာအခက်ခဲတွေပိုပြီးကျက်သဲလာနေပေမယ့်တောင်တူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့အကျိုးစီးပွားမြင့်တင်ရေးဥပဒေအရဖွဲ့စည်းထားတဲ့ဥဆောင်အဖွဲ့ကချုပ်ပြန်လာတဲ့အခြေခံရင်းညွှန်းစပါးစီကလည်းတောင်တူတွေအတွက်တက်တာရမဖြစ်ပဲဘူးလေးရဖျုံဆင့်တယ်လို့စင်ပါပြိုလဲရတဲ့အခြေအနေကိုရောက်ရှိစေပါတယ်။ကျမဟနာပါ။